အားလုံးပဲမင်္ဂလာပါဝေးဒီကပထမအကြိမ်ပထမအကြိမ်ပြီးတာလေကိုနှစ်ကိုခွန်36 60ကကိုခွန်ထွက်တယ်ဒုတိယအကြိမ်25 90မှာမှာဒုတိယအကြိမ်ဒီနေ့နော်25ထွက်တယ်အဲ့လိုပဲ25ထွက်တယ်လို့ဒီနေ့နေ့တိုင်းမှာလေအကွက်နည်းနည်းနဲ့ရွေးပြီးလိုက်တာပေါ့နော်ဒီဒီအကွက်ထဲကပြန်ရွေးပြီးလိုက်တဲ့ဟာတာ ီဒီမီမီနဲ့52ကိုဒီတိုင်းအတွက်လည်းအောင်ထားပါတယ်အဲ့တော့အဓိကပြပြီးတော့ပြောချင်တာက information ကဘာလဲဆိုတော့ကျမတို့ကစားတဲ့ပုံစံပြောင်းမယ်တနင်္လာနေ့တနင်္လာနေ့စစသဖြင့် sorry တနင်္လာနေ့စက္ကစားတာကိုတနင်္လာနေ့ဟာကိုတက်တက်ပြန်ပြီးတော့ဂုံပြီပေါ့နော်တနင်္လာအတွက်ပြည့်တဲ့၃ခု၃ညာဂုံပါလားဟလားမပြောက်ပဲဒီဒါပေမဲ့ဒီ၃ခု၃ညာကလည်းဒီရက်ဒီမှာလည်းလာတတ်တယ်အဲ့တော့ဒီရက်အတွက်ကိုကျွန်မအတိတ်ပြန်ထုတ်ပြီးနေအတီးသမားတွေဂုံပြီကျွန်မအလူတွေဂုံတော့နော်ပရိတ်တွေလည်းဂုံပြီငါနေမှာဝိတ်လေးစားပါ တော့အခုဆိုရင်ကျမဒီပုတ်တုံးပေါ့နော်ပြီးသွားတော့ဒီကြာတာပြရနေပြီးတော့နောက်တော့ပုတ်တုံးအထိ၅ရက်ပဲဟဲ့လား နော်ကြာတာပြီတောက်ကြစနေတဲ့နေ့ပြိုက်တဲ့တနေ့လာရင်မဗုဒ္ဓဝီထီပဲကျွန်မအခုသွားမယ်လို့ပြောတာနော်အဲ့တော့အားကောင်းမလို့ဒီမှာ20ရက်ကနေပြီးတော့26ရက်နေ့ထီပေါ့နော်26ရက်နေ့ထီကိုသူကီးဘရိတ်ကဘရိတ်တွဲအနေနဲ့ရောကီးအနေနဲ့ရောလေကူဘရိတ်တွဲတွေ့ရဲ့နော်ဘရိတ်တွဲသုံးမယ်ဆိုရင်ဘရိတ်တွဲရခွန်သုံးညဘရိတ်တွဲပြီးတယ်အဲ့လိုပဲကီးအချိန်မှဆိုရင်လည်းကျွန်မအခုသုံးညက လာကိုဒီရက်အတွင်းမှာဒီမပြောက်တဲ့ပုံစံမျိုးပေါ့နော်ကုတုံညာရှိရဲ့ဒီကြီးပြည့်ရဲ့၄ခုနဲ့ဆိုတဲ့အတွက်ကြောင့်ဒီကုတုံညာဒီမှာ၃၃ကုတုံညာပြီးတယ်လို့ဒီမှာဒီကုတုံညာဒါကနောက်ပတ်ဘုဒ္ဓဘုရင်အတိတ်ထက်လာရင်အတိတ်ထက်ပြီးမယ်အခုလောလောဆယ်ဒီရက်ပိုင်းမှာပြအဲ့တော့ဒီမပြောက်ပတ်ဒီနဲ့ဒီဗရိတ်ကိုဖမ်းမယ်ဆိုလို့ရှိလို့ရှိရင်၄ဗရိတ်၅ဗရိတ်နော်ဒီမှာ၇ဗရိတ်၃ဗရိတ်၇ဗရိတ်၃ဗရိတ်ဟုတ်လား နော်ဒီမှာဒီလိုပုံစံနဲ့ဒါမပြောက်ပတ်သည်ဒါဟာရွေးထုတ်ပြီးတဲ့ထုံးစံအတိုင်းတောက်ကြနေမှာမပြောက်ပတ်သည်ရှိခဲ့တယ်ပြီးခဲ့တဲ့ပတ်ကကျွန်မရွေးပြီးတဲ့စိတ်ကြီးနဲ့ပဲတွေ့ပြီးခဲ့တယ်ဟုတ်တယ်မှာဒီတစ်ပတ်လည်းအခုဒီရက်လည်းမပြောက်ပတ်သည်ကိုမစင်ကြီးနဲ့ပဲပြန်တွဲပေးရလေးနဲ့လေးငါးလေးကွန်လေးတုံညာဝိနေကူငါးကူခုံကူတုံညာနဲ့တုံညာနဲ့တုံညာငါးတုံညာကွန်တုံညာတုံညာဒါဟုတော့တောက်ကြနေဒီကျွန်တော်ကတုံးပြီးမယ် เนาะအခုဒီမှာမပြီးသေးရမှာဗာကြံနေလဲဆိုတော့သုံးလုံးအခွေကြံနေမထွက်သေးတာဒီလုံးခွေကတော့ပညာရှိတစ်ခွက်ထွက်တယ်ကိုခွန်တစ်ခွက်ထွက်တယ်နှစ်ခွက်ထွက်ပြီးသွားပြီเนาะနှစ်ခွက်တင်းလာနေတယ်အပေါ်စက်ပိုင်းထွက်သွားတယ်ဒီကဘောက်တော့ဘက်တော့အရသာမှာပါအဲ့တော့ဒီမှာကြံတာသုံးလုံးခွေးကြံနေနော်မူရပါဝါကြံနေဟလာပါဝါကြံနေဒီနှစ်ခုကစားခြင်းနဲ့ကစားပါမကစားခြင်းနဲ့ ပုံမှန်အတိုင်းဆက်ပြီးတော့ပတ်တီလိုက်နေတဲ့သူရှိနေလေဒီရဲ့ပတ်တီက၄ကိုတညာကျွန်မ၄ကိုတညာနော်ကျွန်မပြောတာလေတညာထိတ်ခွန်ကဖြတ်သွားပြီနော်ဖြတ်စင်ကြီးကတညာထိတ်နဲ့ခွန်နဲ့ပေးတာလေကွန်ပတ်တီကထွက်သွားပြီကျန်နေတာတညာထိတ်ဒီနေ့ရက်နေ့တညာထိတ်ကိုတော့ကြိုက်တယ်ပေါ့နော်နောက်တစ်ခုကျွန်မခဏခဏပြောပါလေအတွင်းခွင်အညာဘရိတ်တီကမှန်နေတယ်နော်ဘရိတ်တီ là tiếng thì nhà thì nhà đấy thì đây này mà tôn 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 try မဲ့ဖြစ်ဖြစ်ပါလေဖြစ်ဖြစ်ဒီလို၃ခုကြာလာရင်ဒီ twin queen ပေါင်ခြင်းဒီခုနှစ်ကတိကြပေါ့ဒီ၄ချိန် twin မှာခုတစ်လုံးကထလာအောင်ဒီမှာခုတနင်္လာနေ့ထွက်စင်ပြီးသွားတော့တုံညာထိတ်နေခုတစ်လုံးမျိုးပြောတာခုတစ်လုံးကြာလာတယ်အဲ့တော့တုံညာထိတ်ကြမယ်အခုတခါထပ်ပြီးတော့ဒီဟာနှစ်ရက်အတွင်းအတွင်းဝင်ကြအတွင်းနောက်တစ်ခုကလေမနက်ကကျမလိုက်လို့လို့ဆိုင်ကိုဧည့်သည်ကရောက်လာလို့တတိပေးကြတာလေဒီ9ရက်နှစ်ခတ်6ဒီမှာ3ရက်နှစ်ခတ်9 ာနောက်သုံးရက်နှခံမှာတွေ့လာအဲ့ဒီအတွက်ကြောင့်မနေ့ပြန်ကြရတယ်နည်းနည်းတတိလေးထားပြီးတော့ဒီညနေထွက်မယ်နောက်ပိတ်ဒီမှာနတ်ခတ်ကလေးထည့်ပြီးတော့တင်ကွက်လေးအနည်းနဲ့ကစားပေးကြပါနော်ဒီမှာလည်းမနက်ကအားကိုကြည့်ပြီး၅မိနစ်ကိုပြေးလိုက်တာနောက်ပြေးရပေါ့နော်နောက်ဒီမှာ၄တိုက်ကိုဒီမှာဒီလိုပုံစံထုတ်ထားတယ်နော်၄တိုက်ဒီမှာကီးပရိတ်ပြေးတာခွန်ပရိတ်ကိုပြီးတော့ဟိုအောင်ကိုက်သွားတယ်အဲ့ဒါကြောင့်50မိနစ်ကိုတကွက်ကိုယူလိုက်တာ မှာထိတ်ကြတဲ့အပိတ်လာသွားတယ်။ဒီဟာကလေအမြဲတမ်းထိနေတယ်။ဘလို့ပုံမှန်ထိတယ်ဒီဟာနဲ့လာတွဲတယ်။ဗရိတ်ဒါမှမဟုတ်အလုံးအလူကြတယ်။မနည်းရလည်းအလူကြတယ်။အဲဒါကြောင့်အမှုဒီမှာဒီမှာတွဲလိုက်တယ်။တွဲလိုက်ပြီးတော့ဒီဗရိတ်နဲ့ပြန်ဖန်လို့ဒီ50နှစ်ဆိုတာပါသွားပါပေါ့နော်။အဲ့လိုလေးတွေ့တယ်။ဒါလေးတွေရေးလိုက်ကလေးဝင်ကြည့်ပါကျွန်မအတက်နိုင်ဆုံးရွေးပြီးတော့ထည့်ပေးမယ်။နောက်နေ့ရေးလိုက်ကြလို့ရှိရင်ဒီလိုလေးဒါလေးတွဲပြီးတော့ ကွက်နေနေပြန်ရွေးပြီးမယ်နော်ကြိုက်တဲ့ပြင်းနဲ့ဒီလိုပဲဆော့တာဒီဒီဒီထိတ်ကိုဒီကီးကိုဒါနဲ့ကတ်တယ်ကတ်တဲ့အချိန်မှာဒါကိုပြိပြန်ဖမ်းပြီးရွှေလိုက်တာအဲ့လိုမျိုးတွေထွက်နေတာတွေ့လို့နော် အဲဒါကတော့နေတိုက်အစုပေါ့နော်အဲ့တော့နေတိုက်အစုကိုဒါတက်တက်ကျွန်မဟိုကဖြစ်ပြီးနေအဲ့တော့ကျွန်တော်တို့အခုဒီမှာပြိအလုံးသိပြန်လိုက်ပါဆိုရင်ဒီကုတုံညာလိုက်မယ်ဒီကုတုံညာမှာကျွန်မကြိုက်တာဒီကုတုံညာထိတ်ရှိတယ်ကုတုံညာထိတ်ဖို့ပူအားတာလေပြိအနေနဲ့ဒါလေးပြောပြထားတယ်လူလူကွက်အတေကို40 50 90ပူငါဆိုပြီးတော့ထပ်ထုတ်ပြထားတယ်နော်တကယ်လို့ကွက်ထဲမှာပါဝါလို့ဒါလေးရှိတယ်လို့ရှိနေတယ်ဒီလိုဒါလေးအခုရဲ့ပါဝါနဲ့နက်ခတ်ရဲ့ဆိုလို့ရှိရင်ပါဝါကိုပူကြိုက် ါလေစပါတော့เนาะဒီနှစ်ရက်အတွင်းပေါ့เนาะပါဝါကိုကြိုက်ကြံ၃ချိန်ပါဝါကိုကြိုက်တယ်ဟိုပါဝါကိုလိုက်ရမယ်လို့ပြောတာမျိုးပေါ့เนาะပါဝါကြိုက်တယ်လို့ပြောတာပါအဲ့တော့ဒီကထီထုံးတဲ့အတိုင်းထီပေါက်ကတော့เนาะထီပေါက်ကတော့ငါးခုခွန်တုံးများဖြစ်တဲ့အတွက်ကငါးငါးခွန်တုံးများငါးခွန်တုံးများเนาะဒီတစ်ရက် ပြတဲ့ငါးခုံတုံညာငါးခုံတုံညာအကုန်လုံးထွက်သွားပြီအဲ့တော့အခွေကတခွေထွက်သွားတယ်ငါးတုံညာဒရိတ်တီမှန်နေတဲ့ကွန်ကရစ်တီနော်ကွန်ကရစ်တီလေးပရိတ်တီကူပရိတ်တီကြာတယ်အဲ့တော့အခုကျမပြောချင်တဲ့သဘောတရားတစ်ခုကဘာလို့ထိုးရမှာလဲဇာတ်ူးလိုက်ချင်းလေးခုတုံညာရှိရဲ့ကြိုက်တဲ့တလုံးလိုက်ပါလေးခုတုံညာမှာခုတုံညာထိတ်ကျမထိတ်ယူရဲ့နော် အဲ့လိုတို့ညအောင်အမအနေကျွန်မအနေနဲ့ဘာလုပ်လဲဆိုရင်ဒီပေါက်စင်ကီနဲ့အမြဲကပ်ပေးတယ်ဒါမပြောက်ကပ်ပြီးတော့လည်းဒီပေါက်ကပ်ပြီးရင်ကပ်ပေးတယ်လို့နော်ဒီဒီအုံဆောင်လည်းဒီပေါက်နဲ့ပဲကျွန်မကပ်ပေးတယ်ပြိတ်ဆိုရင်နော်ဒီအကွက်ဒီရဆိုရင် ဒီကိုဘရိတ်ဆိုရင်45 99ပဲထွက်တယ်ဒါကြောင့်မလို့ဒါကိုမွေးအနေနဲ့ထုတ်ပြလိုက်တယ်နော်ဒီမှာဆိုလို့ရှိရင်ခွန်တုံညာဘရိတ်ပုံစံအတိုင်းခွန်တုံညာဘရိတ်ပဲထူးထူးလေးကိုဘရိတ်ပဲထူးထူး45 99ကိုထည့်ပြီးတော့ထိုးတာတကယ်လို့ခွန်တုံညာဘရိတ်ကိုထိုးရင် ခွန်တုံညာဘရိတ်ကိုထူရင်၄၀လင်းညာပြီးတော့ဒီမှာထည့်ပေးတယ်လေ။ဒီညာတိုင်းဒီကိုဘရိတ်ကိုထူမယ်ဆိုရင်၄၃၄၈၄၃၄၃၉၈၄၆၉တဲ့ဒီ၄ကွက်ကိုတွဲထူပါ။ဒါဆိုလို့ရှိရင်ပြန်ပြန်အလှန်လှန်ပြိတဲ့တွဲကြိုင်လာမယ်ဒီကြပေါက်နှစ်ခုလုံးပေါက်တဲ့ထုံးစံအဲ့လိုမျိုးလေးရှိလို့ပါနော်အခုလဲသေးတယ်မွေးကနန်းခုန်ကိုထွက်တယ်နှင်းငါထွက်တယ်အခု၄၄၅၉၉ငါကဘုဒုံနေ့ထီအကျုံးဝင်တယ် တကယ်လူစောပြီးရောထွက်သွားပြီဆိုရင်နောက်ထပ်အစ်စ်အရင်လိုပဲထပ်ပြီးရောတွဲပြီးမယ်နော်အဲ့တော့တိတ်တာကတော့ဒါပါပါဝါဆိုတာတော့ဒီလေးကိုကတော့ဒီမှာကိုလေးပူကြိုက်တယ်နော်ငါးတုံညာပထမရက်ဒီစိန်ကြီးချောက်အခွေမှာ90ကြိုက်တယ်လို့ပြောတယ်အခုဒီနှစ်ခွန်ဆိုတာကတော့ဘာကြောင့်နှစ်ခွန်ထပ်တူလာလဲလို့မေးလို့ရှိရင်တော့ မိခွန်မှာခွန်တလုံးကပတ်တိရှိနေသေးလို့နော်ကဲလို့ပါဝါကြခဲ့မယ်ဆိုရင်ခွန်တလုံးပတ်တိရှိသေးလို့ဒါကတော့အပြုသဘောနဲ့ထည့်ပြရတာဒါလည်းလုံးလုံးကြီးဇာတုလိုက်ခြင်းနဲ့သူလိုက်၃ချိန်ဇာတုလိုက်လဲစိတ်ကွက်တန်းနေလိုက်လို့ဒါလည်းဒါကတော့တပတ်ဟုတ်တယ်နော်ဒါဆိုဒီမနက်တောင်တန်းပြီးခွန်ဘရိတ်ကကြာရောအပြီ ဟုတ်တော့ဒါပေမဲ့လည်းဒါတွေပဲထက်ကြမှာပါဘာဖြစ်လို့လဲ၆ထိတ်၆ပိတ်တိကြာထားတယ်အဘူးဘာညာမကြဘူးဆိုရင်ဗရိတ်ထက်နဲ့ဂလန်ထက်နဲ့ နော်ပြည့်ထုံကအပူပါဝါနက်ခတ်ဒီကိုအဲ့လိုလာခြင်းလားမလာလို့ရှိလို့ရှိရင်အပူနဲ့ပါဝါတွေလာခြင်းအပူပေါ့နော်အပူလာရင်လာမလာခဲ့ဘူးဆိုလို့ရှိရင်သူများတွေကအပူမှမဲနေပြီဆိုရင်ကိုကဗာပြန်လုံးလုံးကြာပြီးသားခဏန်းနေကျွန်မမနေ့ကလည်းပြောတယ်နော်ကြာပြီးသားခဏန်းနေထွက်ပြီးသားပရိတ်တွေဒါပဲပြန်ဖမ်းမှာအခုပရိတ်ကလည်းအပြောင်းလဲဆိုလို့ပထမ ီးခဲ့တဲ့တပိန်နဲ့ဗရိန်လာတစ်ချောက်ဗရိန်နော်အခုခွန်တုံညာဗရိန်ကကျူတယ်ခွန်တုံညာဗရိန်နဲ့လေးခုဗရိန်တော့ဒါအတွဲအတွဲနော်ဒီနှစ်ခုတည်းနော်နှစ်ခုတည်းနော်ဒီလိုအဲ့တော့ဒီကူဘရိန်းနဲ့ကွန်တုံညာဘရိန်းက20 ပါဝံဆိုတာတော့စိတ်ကွက်ပဲရှိတာပေါ့နော်ဒီလုံခွေရနှစ်ကြိမ်ထွက်ပြီးသွားပြီဒီလုံခွေရထွက်တယ်ကျန်နေတာသုံးလုံခွေသုံးလုံခွေမှာလည်းဒီမှာကုတုံညာလည်းရှိရလေးလည်းရှိရအဲ့တော့လေးနှစ်လေးခုနော်နော်ကုတုံညာရှိရအတွက်အကြောင်း66ကုလို့ဒါမျိုးလေးတွေတတိထားပြီးတော့ကစားပေးပါဒီတပတ်တာအားလုံးဒီသုံးပြုသူများအကောင်းဆုံးဟိုအဖြစ်အောင်လို့ပါ အဲ့တော့နေတိုင်းလားဆိုရင်တော့ဒါနေတိုင်းမဟုတ်ဘူးတပတ်စာပြီးတယ်တပတ်စာမှာအခုစုံမယ်ဆိုရင်ပတ်တိဒီလေးခုတုံညာလေးခုတုံညာမှာခုတုံညာထိတ်ကြိုက်တယ်ဒါပတ်တိတလုံးပဲစောစောဒါလူတင်ွက်လို့ကျွန်မသဘောထားရတဲ့အတွက် နော်ဘယ်ဒီပတ်တီတလုံးဆော်လဲအကွက်20ဒရိတ်အတွဲဆော်လဲအကွက်20ကြိုက်တဲ့အကွက်20နဲ့ဒီ၄ကွက်နဲ့တွဲကစားနော်ဘယ်အလုံးပဲဆော့ဆော့ဒီပတ်တီပဲဆော့ဆော့ဘယ်ဟောင်းပဲဆော့ဆော့မွေး၄ကွက်ထည့်ကစားပါတကယ်လို့ပတ်တီမလိုက်နိုင်ရင်တော့မှမွေး၄ကွက်ကိုပြချပါထည့်ပြီးတော့ကစားပြီးပါအဲ့တော့ကျွန်မဒီမှာလဲပြောထားသေးလားဆိုတော့ မိကုံကပြထားတာနေတိုက်ပါနော်နေတိုက်ကတော့နေတိုက်ပါလေပြီးပြီဒီနေ့တရားစာနောက်နေ့မှလည်းစဉ်းစားရမယ်အဲ့တော့အကုန်လုံးဒီမှာရှင်းထားတာပါโอเคဒီချိန်မှမှန်ကန်ပြီးတော့ကောင်းဆုံး